အဖွင့်နေတန်းတုတ်တာနိပတ်ချံမြတ်စွာဘုရားပရိနိဗ္ဗာန်ဆံတော်မူပြီးနောက်၃လမြောက်သောအခါရှင်မဟာကတ္တပမှုရှိသောယဟန္တာ900တို့သည်ရာဇဂြိုပြည်၌စီဝေး၍ဗုဒ္ဓမြတ်စွာ ဟောကြားခဲ့သောတရားတော်များကို အညီအညွတ်ပေါင်းစုပေါင်းရွဆိုကာသင်္ဃာယနာတင်ခဲ့ကြသည်ရင်တို့တင်္ဃာယနာတင်သည့်အခါဗုဒ္ဓမြတ်စွာ၏စကားတော်ဗုဒ္ဓဝဆနများကို ဓမ္မဝိနည်းအားဖြင့်နှစ်ပါးဝိနည်းသုတ်တန်တာ အပိဓမ္မဟူ၍ပိဋကတ်အားဖြင့်သုံးသွင်းဒီကမျက်စိမှာတန်ယုတ်တာ အင်ဂုတ်တရာခုတ်တကဟူ၍နိကေအားဖြင့်၅ရက်ခွဲခြားသတ်မှတ်ခဲ့ကြသည် အထက်ပါနိကေ9ရက်တို့တွင် နောက်ဆုံးဖြစ်သောခௌတကနိကေ၌ခௌတကပါထဓမ္မပဒဥဒါနအီတီဝတကသုတ္တနိပါဒဝီမာနဝိတ္ထုပေဒဝိတ္ထု ထေရဂါထာထေရီဂါထာစာတကနေဒေတာပရိသံပိတာမကအပဒါနာဗုဒ္ဓဝန္တာစရိယာပိတကဟူ၍အကျမ်း15ကျမ်းရှိသည်ယင်းတို့အ내တုတ်တာနိပတ်တိပစ္စမမြောက်ကျမ်းဖြစ်သည်တုတ်တာနိပါတာဟူသည်တုတ်တို့၏အစုဝေးဟူ၍အတိဘေရသည် ုဂ္ဂိုလ်တဦးတယောက်ကိုဖြစ်စေအဖြစ်ပြက်တစ်ခုခုကို ဖြစ်စေအကြောင်းပြု၍မြတ်စွာဘုရား၏ဟောကြားဆုံးမချက်များပါဝင်သောစကားရက်ကိုတုတ်ဟုခေါ်ပါသည်တုတ်တာနိပတ်ဟုသည် အခြားကျမ်းများ၌မပါဝင်သေးသည့်တုတ်များကိုစူးစီးထားသည့်ကျမ်းတစ်ကျမ်းပင်ဖြစ်ပါသည်။တုတ်တာနိပတ်၌တုတ်ပေါင်း80တိတိပါဝင်ရာယင်းတို့ကိုဝတ်ဟုခေါ်သောတုတ်စုအပြင် ဥရကဝတ်၌၁၂တုပ်၊စူလာဝတ်၌၁၄တုပ်၊မဟာဝတ်၌၁၂တုပ်၊အထကဝတ်၌၁၆တုပ်၊ပါယယနာဝတ်၌၁၆တုပ်ဟု၍ငါးစုခွဲခြားထားလေသည်။ဂါထာပေါင်းတထောင်ကျော်တုတ်တာနိဘတ်တွင် ပါဝင်သောတုတ်တို့သည်အများအားဖြင့်ဒီကနိကေစသောနိကေကျမ်းကြီးများတွင်ပါဝင်သောတုတ်များလောက်မရှိလျားချေသို့သော ခိုးတကပါထာကျမ်းမာကဲ့သို့တုတ်တူကလေးများကြီးတသက်မဟုတ်ပဲအလဲအလက်အရွယ်ပမာဏရှိသောတုံများလည်းအတော်များများပါဝင်ပေသည်အထူးအားဖြင့်ဤတုတ်တာနိပတ်ကျမ်းတွင်တုတ်ပေါင်း80ရှိသည့်အနက်53တုံးမှာဂါထာလင်္ကာတသက်ဖြင့်ဟောကြားထားသောတုံများဖြစ်ပြီးကျမ်း18တုံးမှာဂါထာနှင့်ဆုံးနိယခောစကပြေနှမျိုးရောရေဟောကြားထားသောတုံများဖြစ်ပေသည် တကြံလုံးကိုချုပ်၍ကြည်တော်ဂါထာပေါင်း1155ဂါထာ ပါဝင်လျက်ရှိကြောင်းတွေ့ရပေသည်အနှစ်သာရပြေဝကျွန်တော်ဒီဒီကနေ့ကမြစီမနေ့ကစသောနေ့ကြီးများကို လူအများဖက်ရှုနားလည်နိုင်စေရန်ဤကင်ငါရဲ့ပိတကအဖွင့်ဟူသောခေါင်းစဉ်ဖြင့်အချင်းချုပ်ပြဆိုးရေးသားနေသည့်နှင့်တပြိုင်နက်ထဲမှပင်တစ်ဖက်မှလည်းကြားဖြဲ့၍ဤတုတ်တဏိဘက်ကိုရေးသားခဲ့ခြင်းမှာရင်းသူပြုလုပ်ရန်ဖန်တီးလှုပ်ဆော်ပေးသောအကြောင်းတရားများစွာရှိခဲ့သောကြောင့်ပင်ဖြစ်ပါသည် ထိုအကြောင်းတရားများစွာတို့အနက်မှပထမဦးဆုံးသောအကြောင်းတရားကတုတ်တာနိပတ်ကျမ်းသည်အနက်အတိတ်ပဲလွန်စွာသိမ်မွေ့နေပြီးပုပ်ပတ်အခရာ တတအနေအထားအဖြစ်လဲတိတ်သေးဆန်းကျင်လာပုံကိုသိရှိခဲ့ရသောကြောင့်ဖြစ်ပါသည်ဆင်စင်တုတ်တာနိပတ်သည်တင်ယူချက်များတွင်လည်းမပါဝင်ဆောင်းမွေးပွဲများတွင်လည်းပြဋ္ဌာန်းခြင်းမရှိသောကြောင့်လူပုဂ္ဂိုလ်များလောကကိုမဆူထားပြီးယဟန်တန်ကများလောက၌ပင် အသင်အကြနည်းနေသောအကျန်တကျန်းဖြစ်ပါသည် ဤသို့အတင်ကြားနေနေသောတုတ်တာနိပတ်ကျန်ကိုကျွန်တော်စထသင်္ကရနာတင်စင်ငယ်ကတင်စင်ကယဟန်ငယ်ဘဝဖြင့်ဒီဖက်ပြင်ဆင်ရန်တာဝန်ကျခဲ့ပါသည်အနောက်တိုင်းပါဠိပညာရှင်တို့၏ရေးသားချက်များ၌တုတ်တာနိပတ်အားအမွန်းတင်ရေးသားထားချက်များကိုဖတ်ဖူးနေပြီဖြစ်သောကျွန်တော်သည်တုတ်တာနိပတ်ဒီဖက်ပြင်ဆင်ရေးကိစ္စကိုဝိจิตန်ကြီးများသာမဟုတ်ပဲ တီဟုံမူယူရီးယားမူအင်္ဂလိပ်မူတို့နှင့်တက်ဆိုင်၍စိတ်ပါဝင်စားစွာဆောင်ရွက်ခဲ့ပါသည်အသေးစိတ်လိလဖတ်ရှုရသောတုတ်တာနိပတ်တရားတို့များ၏အနှစ်သာရကိုလည်းလွန်စွာမျက်နှာကြည့်ညိုခဲ့ရပါသည်ထင်ရှားသင့်သလောက်မထင်ရှား ပါဠိဘာသာဖြင့်သာတရှိခဲ့သောဖျားဟောပိဋကတ်တော်များကိုဗုဒ္ဓသာသနာအဖွဲ့ကယဟန်ရှင်လူများအလွယ်တကူဖတ်ရှုလေ့လာနိုင်စေရန်ဆက်ထသင်္ကာယနာမူမြမပြန်များကိုထုတ်ဝေလိုက်သောအခါသုတ္တနိပတ်ကျမ်းကိုလည်းမြမဘာသာဖြင့်ဖတ်ရှုလေ့လာခွင့်ရရှိခဲ့ကြပါသည်။တို့ရာတွင်သုတ္တနိပတ်မြမပြန်မှာကုဒ္ဒကပါဒဓမ္မပဒပါဒ ဥဒါနာဤတိဝတကဟူသောကြံလေးချမ်းနှုတ်နှင့်ပေါင်း၍ငါးဆောင်တွဲအဖြစ်သာရှိနေသောကြောင့်တိကျချမ်းတချမ်းအဖြစ်လူတိနေနေသည်ကိုတွေ့ရပေသည် ထိုငါးဆောင်တွဲမှာဒုတိယမြောက်ချမ်းဖြစ်သောဓမ္မပဒမာမူအစီစဉ်အမျိုးမျိုးဖြင့်ပညာရှင်အသီးသီးတို့ကရေးသားထုတ်ဝေခဲ့ကြသောကြောင့်တိချာကျန်တကျန်အဖြစ်ဖြင့်လွန်စွာထင်ရှားလျက်ရှိပေသည်အမှန်စင်စင်တပပရကျမ်းမာဤကဲ့သို့ပင် ဤတုတ်တာနိပတ်ကျမ်း၌လည်းယဟန်ရှင်လူတို့သိရှိမှတ်သားဝယ်ကောင်းသောအချက်များလိုက်နာကြင်ကြံတင်သောလမ်းညွှန်ဟောကြားချက်များပြည့်နှက်လျက်ရှိပေသည်ထို့ကြောင့်ဤတုတ်တာနိပတ်ကျမ်းကိုမြတ်ဗုဒ္ဓဤဓမ္မအမြုတီများဟုဆိုလင်မှားနိုင်မည်မဟုတ်ပါ ဤသို့အနှစ်သာရပြေဝသောကြံကောင်းတစုအားထင်ရှားသင့်သလောက်မထင်ရှားပဲတိမ်မြုပ်နေရမှတက်ဆွမ်းသည်များဖောထုတ်ပေးလိုသောရည်ရွယ်ချက်ဖြင့်လည်းဤတုတ်တာနိဘတ်ခေါ်မြတ်ဗုဒ္ဓ၏ဓမ္မအမြုတေများကို ရေးသားပြုစုခဲ့ခြင်း ဖြစ်ပါသည်။ပါယယနာနှင့် မဟာသမယ ဤသုတ္တန်ဤဘက်ကိုဗုဒ္ဓဘာသာဝင်ယဟန်ရှင်လူတို့လောက၌တိကျခြင်းတစ်ခုဖြစ်ဖြင့်ဖတ်ရှုလေ့လာမှုနေပါတော်လဲယနေ့ကျွန်တော်တို့အမြဲရွတ်ဖတ်နေသော PG 73တုံးမှမင်္ဂလာတုံးယရဏတုံးမေတ္တာတုံးတို့သည်သုတ္တန်ဤဘက်ကျန်ထွက်များဖြစ်ကြပါသည်ထို့ပြင်အသောကကြောက်စာတွင်မိကြီးကိုယ်တိုင်လိုက်နာကျင့်သုံးပြီးယဟန်ရှင်လူပြည်သူအများကိုလည်းလိုက်နာကျင့်သုံးစေရန်ဖော်ညွှန်းခဲ့သော မုနီတုတ်တာရိပုတ္တတုတ်မောနေယတုတ်နှင့် ရာဟုလဝါဒတုတ်များမှလည်းဤတုတ်တာနိဘတ်ကျမ်းထွက်များပင်ဖြစ်ပါသည်တပန်တုတ်တာနိဘတ်ပါယယနာဝတ်လာဘာဝရီယတိကြီးနှင့်တပြည့်16ရောက်တို့တရားထူးရရှိခဲ့ကြပုံကိုအင်းဝါခေစာဆိုကျော်ရှင်မဟာတိလဝန္တကပါယယနာဝတ္ထုထဲတွင်ရေးဖွဲ့ထားပြီးဖြစ်ပါသည် ကပိလဝတ်ပြီးမဟာဝုန်တော်၌မြတ်စွာဘုရားသတင်းသုံးစဉ်နတ်မြမာပေါင်းများစွာစုဝေးရောက်ရှိလာ၍ထိုနတ်မြမာတို့အားဇေယိုက်၆ပါးနှင့်လျောညီစွာဟောကြားခဲ့သောမဟာသမယတုတ်၆တုတ်မှလည်းဤတုတ်တန်တာနိဗ္ဗာန်၌ပါဝင်ပေသည်ဖော်ညွှန်းချက်များ တုတ်တာနိဘတ်တွင်ရှိသူတော်မြတ်တို့၏ခြင်းစဉ်တို့ကိုဥပမာနိုင်ချင်ခြင်းများဖြင့်ဖော်ပြထားဖို့များမှာជីညိုဝဲကောင်းလာသည်ကိုတွေ့ရပါသည်မိမိတကူလုံး၌ပြန့်နှံ့နေသောမွေးစိမ်များခင်းရှင်းပြောက်သွားစေရန်ဆေးဖြင့်ကုစားရတကဲ့သို့ဖြစ်ပေါ်လာသော အမျက်ဒေါသများပြပြောက်သွားစေရန်တရားဖြင့်ဖြပြောက်ရကြောင်းမွေးသည်ဆွေးမြင့်နေသောအရေးဟောင်းကိုစွန့်ခွာတကဲ့သို့သူတော်မြတ်သည်လည်းတန်တရာတည်းဟုသောဤမှာဘက်ကံကိုစွန့်ခွာတဲ့ကြောင်း ဥရကတုံ၌ဖော်ပြထားပါသည်မကဝိတာနာတုတ်တွင်မူပေါင်းသင်းဆက်ဆံမှုရှိ၍ချစ်ခင်မှုဖြစ်ပေါ်ပြီးထိုချစ်ခင်မှုကြောင့်ပင်ဆင်းရဲဒုက္ခအမျိုးမျိုးပေါ်ပေါက်လာရပုံကိုသိမြင်သောပုဂ္ဂိုလ်သည်ကြံ့ကြိုတကယ်သူတယောက်တည်းကျင့်သုံးနေထိုင်သင့်ကြောင်းဖွညွှန်းထားသည့်ပစ္စေကဗုဒ္ဓ၄၀စုတို့၏မိမ့်မွယ်ချက်များပါရှိပါသည်တဏိယတုတ်ကတိပါရဒွါစာတုတ်တို့၌နွားចောင်းသားနှင့်လေသမားတို့အားဗုဒ္ဓကတရားပြပုံ ပါရာဘဝသုံးနှစ်ဝတ္တလသုတ်တို့မှာပျက်စီးကြောင်းတရားနှစ်ကြီးပွားကြောင်းတရားသူယုံမှာနှစ်သူယုံမှာဖြစ်ကြောင်းတရားမင်္ဂလာသုတ်မှာမင်္ဂလာတရား38ပါးတို့မှာမူလောကကြီးအတွက်ပါမှတ်သားတင်သောအချက်များဖြစ်ပါသည်ထို့ပြင်တန်ခါစားခြင်းမဟုတ်တန်ခါစားခြင်းသို့မဟုတ်တသက်လွတ်စားခြင်းနှင့်ပတ်သက်၍ဘုရားမြတ်စွာ၏သဘောထားကိုအာဃမန္တသုတ်၌တွေ့ရပါသည် ို့နောက်တုတ်ပေါင်းများစွာတို့၌ကကိလေသာခင်းစေရေးနှင့်အယူမှအမြင်မှများအားဘဲခွာတိုက်ဖြတ်ရေးတို့ကိုဥတီဟောကြားထားပေသည် အထက်ပါအနှစ်သာရများဖြင့်ပြည့်နှံ့နေသောတုတ်တာနိပတ်ကျမ်းကိုလူအများဖတ်ရှုနားလည်စေရန် ပြန်ဆိုရေးသားရာတွင် နေရာတိုင်း၌မူရင်းပါဠိတော်နှင့်ထပ်တူထပ်များမကြစေကာမူဆိုလိုရင်းနဲ့ဒိဗေကိုမူလွှမ်းခြုံမိအောင်စူးစမ်းပြန်ဆိုထားပါသည် တုတ်ကိုဟောကြားထားခြင်း၏အကြောင်းဏိဒန်းမပါသောတုတ်တို့၌အထကထာကို ဖွင့်အထကထာအဖွင့်ကိုမိញမ်း၍ဏိဒန်းကိုပါထည့်ထားပါသည်မူရင်းပါဠိတော်မှာစထမူစာမျက်နှာ169မျက်နှာရှိပြီးမြန်မာပြန်မှာ168မျက်နှာရှိပါသည်ပါဠိတော်မူရင်းဖြင့်တုတ်အသီးသီးအကြောင်း နိဒန်နှင့်ပတ်သက်၍အထကထာဖွင့်ဆိုချက်များကိုပါသိသည်မျှပါအောင်ထည့်သွင်းထားတော်လဲမချင်းမကျဲဖက်ရှုလွယ်သောစာအုပ်တို့အဖြစ်ဖြင့်ဘာသာရေးစာပေသမားများအားထိုက်တန်စွာအကျိုးပြုလိမ့်မည်ဟုမျှော်လင့်မိပါသည်မောင်မောင်လေး1900 1341ခုဝါဆိုလာပြီးနှင့်ရှေ့ရ9လ1900 kuna sa ko cool.